အားလုံးမင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ14ရက်နေ့ညပိုင်းထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်မခရစ်စတေကတင်ဆက်ပေးပါရမရှင်။ဒီနေ့တော့သူကြသတင်းတွေရွေးကောက်ပွဲလမ်းကြောင်းတည်တာအမှန်တရားလို့ပြောလာတဲ့မင်းအောင်လိုင်းအကြောင်းမဲပေးဆက်တွေဖြည့်ဆည်းခံရမှာဆိုရင်နေတဲ့စစ်ကော်မရှင်ခန့်ရွေးကော်ဥက္ကဋ္ဌရဲ့ပူပန်နေမှုသတင်းထိုင်းမြန်မာကုန်သွယ်ရေးစခန်းရှိတဲ့မောတောင်မြို့ကို KNL PDF တင်ပိုက်တဲ့သတင်း ဝမ်ဖိုက်တာတွေအတွက်ဂုံတိတ်ခါကြီးမာတဲ့ဆိုအောင်လာအန်ဆန်ရရှိသွားတဲ့တဲ့လူတက်မှုကိုဒေတန်ရွှေဆိုင်ဖောက်သူကို15နဲ့ချမှတ်လိုက်တဲ့ဝါတက်တဲ့ထိုင်ဝမ်ကိုတိုက်ရရင်ပစ္စည်းဒေါ်လာတန်330ဖို့ရောင်းခွင့်ပေးလိုက်တဲ့အမေရိကန်အကြောင်းအဲ့လိုတနေ့တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင် ပြည်တွင်းသတင်းတွေကိုအယုံဆုံးတင်ဆက်ပေးကြပါတယ်ရှင်။ရွေးကောက်ပွဲလမ်းကြောင်းတွေဒါအမှန်လို့ပြောလာတဲ့မင်းအောင်လိုင်းအကြောင်းကို စပြောပြပါမယ်။အတူရောင်လို့နိုင်ငံတကာကပြောဆိုရုပ်ချထားတဲ့ရွေးကောက်ပွဲကျင်းပရေးလမ်းကြောင်းတွေဒါအမှန်လို့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်းကပြောကြားလိုက်ပါတယ်။နိုဝင်ဘာ14ရက်ဒီနေ့မှာကြာရောက်တဲ့105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အတွက်ပေးပို့တဲ့တော်ဝင်လာတဲ့မင်းအောင်လိုင်းကထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။ အခုချိန်ဟာနိုင်ငံအတွင်းဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ဖို့အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။ဒါပေမဲ့တိုင်းရင်းသားတွေနဲ့အန်ယူဂျီတို့ကတော့ဖက်ဒရယ်စနစ်ကိုအခြေတည်ပြီးဒီမိုကရေစီရတဲ့ပြည်ထောင်စုအဖြစ်တည်ဆောက်နိုင်ရင်ကြိုးပမ်းနေကြတာပါ။ဒီလိုကွဲလွဲနေပေမဲ့အာဏာသိမ်းစစ်ကောင်းဆောင်ကပြည်သူလူထုတည့်ရက်လုံးလိုလားတောင်းတာတဲ့ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်စွာရှောင်လန်းနိုင်ရဲ့အတွက်ရေကောက်ပွဲကိုကျင်းပတော့မှာဖြစ်တယ်လို့ထပ်မ ှန်ပြောပြန်ပါတယ်။ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဒါမိမိတို့ရှောင်လန်းရမယ်။လမ်းကြောင်းအမှန်ဖြစ်တာကြောင့်ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုနဲ့အောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့မေးအွန်လိုင်းကတက်ဆက်တယ်ပြောပါတယ်။ သူ့ရဲ့တော်လာတဲ့ပညာရေးအကြောင်းကိုလည်းအဓိကတရအနေနဲ့ပြောထားတာတွေ့ရပြီးနိုင်ငံအေဂျင်ရင်းနဲ့ဖွံ့ဖြိုးရေးအတွက်ပြီးတော့တယောက်ချင်းစီရဲ့အသိပညာအသက်ပညာအသေးခေါ်မဟုတ်တူတာပြေဝစေုံနဲ့အမျိုးသားပညာရေးကိုမြင့်တင်ပေးရမယ်လို့စာတင်ချောင်းတွေကိုဘုံကျဲဖို့အမိတ်ပေးနေတဲ့ပါဇက်ကပြောထားပါတယ် အထူးသဖြင့်ဒီမိုကရေစီစနစ်စီကူးပြောင်းနေတဲ့ဒီနေ့ကာလမှာတိုင်းရင်းသားပြည်သူတွေအနေနဲ့အရရာကိုစဉ်းစားသိခေါ်ကအမှားမှန်ကိုခွဲခြားသိရှိပြီးနိုင်ငံရဲ့လူမျိုးအကျိုးတည်ပိုးဆောင်ရွက်ဖို့အရေးကြီးရလို့မင်းအောင်နိုင်ကပြောသားပါတယ်ဒုတိယသတင်းကတော့မဲပေးဆက်တွေဖြည့်ဆည်းခံရမှာဆိုရင်နေတဲ့စစ်ကောင်ရှင်ခံရွေးကော်ဥက္ကဋ္ဌအကြောင်းဖြစ်ပါတယ် ရွေးကောက်ပွဲအတွက်လိုအပ်တဲ့မဲပေးဆက်တွေကိုသက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တွေစီတတ်မှတ်အရေးအတွက်တိုင်းခန့်ခွဲပို့ဆောင်ထားပြီးဖြစ်တယ်လို့စစ်ကော်မရှင်ခန့်ရွေးကော်ဥက္ကဋ္ဌဦးတန်းစိုးကပြောပါတယ်။တက်ဆက်ထဲမှာပဲမဲပေးဆက်တွေကိုမထိခိုက်မပြက်စီအောင်စနစ်တကျတိုးလောင်သိမ်းဆည်းထားကြဖို့လည်းဗိုလ်ချုပ်ဟောင်းတန်းစိုးကအမိန့်ပေးထားပါတယ်။နိုဝင်ဘာ23ရက်မနေ့ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေးမှာစစ်ကော်မရှင်ရွေးကော်ဥက္ကဋ္ဌကအခုလိုထည့်သွင်းပြောကြား ားသွားတာဖြစ်ပါတယ်။တာဟာအတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်နေတဲ့တော်လင်းအင်အားစုတွေဘက်ကရွေးကောက်ပွဲအတွက်အဓိကကြတဲ့မဲပေးဆက်တွေကိုဖျက်ဆီးလိုက်မှစိုးရိမ်နေပုံရတယ်လို့တော်လင်းရဲဘော်တွေကမှတ်ချက်ပေးကြပါတယ်။ မစိုးရိမ်မှာ ਨੇ ဖြက်စီပေးပါမယ်တက္ကစာကတော့ကို့ဘာသာပဲစုံစမ်းလိုက်ပါမယ်အပရည်လို့ပခုတ်ကိုခရအခြေဆိုင် PDF တရင်တခုကရဲဘော်တအူကပြောပါတယ်တကားရွေးကောက်ပွဲအောင်မြင်မြင်ကျင်းပနိုင်ဟာရွေးကောက်ပွဲနဲ့မဲပြာတခုလည်းမဟုတ်ဘူးလို့ဥတန်ဆိုကပြောပါတယ်မဲစင်းနဲ့ပြည်စုံမှန်ကန်ရေးကြိုတင်မဲတွေဥပဒေနဲ့အညီစနစ်တကျအဆောင်ရွက်နိုင်ရေးရွေးကောက်ပွဲနေ့မှာမဲပေးဆက်တွေရှိနေရေလို့ကလည်းအရေးကြီးတယ်လို့သူကပြောပါတယ် ပြည်သူအများနဲ့နိုင်ငံတကာကကန့်ကွက်ရှုတ်ချနေတဲ့အတူရောင်ရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်မှာမြို့နယ်တရားနှမြို့နယ်မှာစတင်ကျင်းပဖို့ကြိုးပမ်းနေပြီး အပိုင်းနှစ်ကိုမြို့နယ်တရားမြို့နယ်မှာဇန်နဝါရီ17ရက်အတွင်းကျင်းပဖို့ရာထားပါတယ်။အပိုင်း3ကိုလည်းဇန်နဝါရီလအတွင်းကျင်းပမယ်လို့စွန်မင်းထွန်းကပြောထားပါတယ်။ပြည်ရင်းသတင်းတွေကိုဆက်လက်ရှုစားလိုက်ကြရအောင်ပါ။ ထိုင်းမြန်မာကုန်တယ်ရေးစခန်းရှိတဲ့မော်တော်မျိုးကို KNL PDF တို့တင်ပိုက်လိုက်နိုင်တဲ့သတင်းကိုပြောပြပေးပါမယ်ရှင်။တနင်္သာရီတိုင်းတဲ့ကထိုင်းနိုင်ငံရဲ့ကုန်တယ်ပိုင်းကနေထိစပ်နေတဲ့မော်တော်မျိုးကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ PDF ပူပေါင်းတပ်တွေကဒီနေ့မှပဲတိုက်ခိုက်တင်ပိုက်လိုက်နိုင်ပြီလို့သိရပါတယ်။မော်တော်မျိုးဟာထိုင်းမြန်မာနယ်စပ်ထိုင်းနိုင်ငံပရာကျွတ်ကရီခန်ခရိုင်ကစင်ခုံးမြို့နဲ့ထိစပ်နေတဲ့ကုန်တယ်မျိုးဖြစ်ပါတယ်။ 2013မီလာတုန်းကဖွင့်ခဲ့တဲ့မောတောင်ကွန်တော်ရေးစခန်းကိုလက်ရှိမှာတော့တိုက်ပွဲတွေကြောင့်ပိတ်ထားရပါတယ်။ခလာရနှစ်နှစ်လေးအခြေစိုက်ထားတဲ့မြို့ငယ်လေးကို၃ရက်အတွင်း KNL နဲ့ PDF ပူပေါင်းတက်တွေကအပိတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ ခေနလီတက်မာလေးဦးဆောင်တဲ့ပူပေါင်းတက်တွေကနိုဝင်ဘာ12ရက်မနက်ပိုင်းမှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါဒီနေ့မနက်မှာပဲအပိသက်တိမ်ပိုင်နိုင်ခဲ့တဲ့ကျန်တဲ့စီရဲချင်းတွေတော့လုံခြုံရေးရပြောလို့မရသေးပါဘူးလို့သူကပြောပါတယ် မောတောင်မြို့အားစကန်ကစစ်ကောင်ရှင်တပ်ဖွဲ့ဝင်90လောက်စကန်ဆုံပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့တယ်လို့တင်ရရရှိခဲ့တဲ့စစ်တပ်အရာရှိတွေဟာထိုင်းနိုင်ငံဘက်ကအစိုးရစေုံမှာတက်ရောက်စေကူတာနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်အဲ့ဒီလို မောတောင်ကြွာကုံလက်လို့ခံရချိန်မှာစစ်ကောင်ရှင်ဘက်ကလေကြောင်းကနေပုံစံတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ် ဒါကြောင့်တိုက်ပွဲနဲ့ပုံနံတွေကိုရှောင်ရှားဖို့မောတောင်ဒေသခံတွေဟာထိုင်းမြန်မာနယ်စပ်မောတောင်စင်ကုန်းနယ်စပ်မြေအနီးထိတွားရောက်တင်းရှောင်နေကြရပြီးထိုင်းအနာပိုင်းတွေကအစားတောက်တချို့ပေးဝေခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီး1 fighter တွေအတွက်ဂုံတိုက်ခါကြီးမာတဲ့ဆိုအောင်လာအန်ဆန်ရရှိသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ ကိုကံပညာပေါင်းဆောင်ပြိုင်ပွဲဖြစ်တဲ့ MMA ပွဲ၄စီစဉ်တဲ့ One Championship ကဂုံတိတ်ကကြီးမာတဲ့ Hall of Fame ဆုကိုမြန်မာဖိုက်တာ အောင်လာအန်ဆန်ကိုပေးရဖို့ဒီနေ့မှပဲကြေညာလိုက်ပါတယ်။ဝမ်ကကနဝင်းဖိုက်တာတွေကိုပေးလေရှိတဲ့ဒီစုကိုမြမစပန်အုံမွေအောင်လာအန်ဆန်ကတတိယမြောက်ဖိုက်တာအဖြစ်ဆုတ်ခွာရရှိသွားတာပါဝမ်ကပထမအောင်ဆုံး Horror Fame ဆုရှင်က ဒီမီထရီယာဂျွန်ဆင်ဖြစ်ပြီးပီပီယာနိုဖာနန်ဒက်ကဒုတိယမြောက်ဖိုက်တာဖြစ်ပါတယ်။ဒီစုကိုဝမ်ကအလားမဲ့တင်းဝင်နေနိုဝင်ဘာ16ရက်မှာပြုလုပ်မဲ့15173ပွဲစဉ်တွင်ပေးရသွားမှာဖြစ်တယ်လို့ဝမ်ရဲ့ကြေညာချက်အရသိရပါတယ်။လက်ရှိမှာတော့အဲ့ဒီပွဲပြုလုပ်မဲ့ဂျပန်နိုင်ငံစီအောင်လာအန်ဆန်ကရောင်းနစ်နေပြီဖြစ်ပါတယ်။မြန်မာအသေးကြော်ဖြစ်ခဲ့တဲ့အောင်လာအန်ဆန်ဟာပြီးခဲ့တဲ့နိုဝင်ဘာလဆန်ကဖိုက်တာပေါ်ကနောက်ဆုံးပွဲဖြစ် 1 5 night 30စေပြန်ပွဲမှာ Sweden Fighter Cardestan နဲ့ရှင်ပြန်ထိုးတက်ခဲ့ပါတယ်။အဲ့ဒီပွဲရဲ့ဒုတိယအကြိမ်မှာအလဲထိုးနဲ့အနိုင်ရခဲ့ပြီးကစားသမားကိုအနိုင်ရလနဲ့နှုတ်ဆက်နိုင်ခဲ့ပါတယ်။အောင်လအန်ဆန်ဟာ1 Championship မှာ2016ခုနှစ်ကစတင်ထိုးတက်ခဲ့ပြီးပွဲ20မှာ15ပွဲနိုင်5ပွဲရှုံးရလက်ကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ 1 champion ရှိရဲ့ middle weight တန်းနဲ့ light heavy weight တန်းကူမှာ champion ကပတ်စုတွေလည်းစုခုခဲ့တဲ့အထိအောင်မြင်မှုရရှိခဲ့တယ်လို့ သူပွဲရကြည့်ရင်နှလုံးရဲ့တည်ဆုံရသူတွေလည်းရှိခဲ့တဲ့အထိမြမပြိတ္တအပင်မှုရရှိခဲ့ပါတယ်။အောင်လအန်ဆန်းအနေနဲ့ professional ကစားသမားဘဝ58ပွဲထိုးတက်ခဲ့ရမှာ32ပွဲနိုင်15ပွဲရှုံးတပွဲကိုတော့ pro ပြိုင်ပွဲအဖြစ်သတ်မှတ်မခံခဲ့ရပါဘူး။ပြည်တွင်းနဲ့ကနောက်ဆုံးတရင်နေနဲ့လူသက်မှုကိုတည်တဲ့ရွှေဆိုင်ဖောက်သူကို15နဲ့ချမှတ်လိုက်တဲ့ ဝတ်တက်အကြောင်းကိုပြောပြပါအောင်မယ်ရှင်။ကိုပိုင်တရားစီရင်ရေးနဲ့ချမှတ်နေတဲ့မြန်မာနိုင်ငံတဲကဝါပီသိသိညညရဲ့တမရော UWSC ကဒီနေ့မနက်ပိုင်းမှာလဲတရားစီရင်အခမ်းအနားတစ်ခုပြုလုပ်ခဲ့ပါတယ်။ UWSC ထိန်းချုပ်ထားတဲ့ဟိုပိုင်မြို့ရင်ကျင်းမှုကွင်းမှာကျင်းပခဲ့တဲ့အဲ့ဒီတရားစီရင်အခမ်းအနားကိုသက်ဆိုင်တဲ့ဌာနဆိုင်ရာအဖွဲ့အစည်းနဲ့ပညာရေးဝန်ထမ်းတွေအပြင်ဟိုပိုင်မြို့ဒေသခံတွေလာရောက်ကြည့်ရှုခဲ့ကြပါတယ်။အဲ့ဒီတရားစီရင်အတွင်းဟိုပိုင်မြို့မှာလူသက်မှုကျူးလွန်သူတအုပ်ကိုတည်တံ့တဲ့ ဲ့ရွှေဆိုင်ဖောက်တွင်ခွေယူသူကိုထောင်ဒဏ်15နဲ့ချမှတ်ခဲ့တယ်လို့သိရပါတယ်။ကိုကန်တက် MNDA ထိန်းချုပ်ထားတဲ့မိုင်းရဲမျိုးကနေဟိုပန်ကို အလုလာလုံးတဲ့မောင်အိုက်ဤဆိုသူကအသက်35နှစ်အရွယ်ရှိတရုတ်အမျိုးသမီးကိုတပ်ဖြတ်ခဲ့တဲ့အတွက်တည်တံပေးခံရတာဖြစ်တယ်လို့သိရပါတယ်။ဥဟာချန်ဆိုသူကတော့နန်းတင့်မျိုးကရွှေဆိုင်ကိုဖောက်တင်ခိုးယူတဲ့အမှုကြောင့်ထောင်ဒဏ်15နဲ့ချမှတ်ခံခဲ့ရတယ်လို့ UWSA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနစီကတီးရပါတယ်။ ဝါတက်ထိန်ချုပ်ထားတဲ့ဟိုပန်မြို့အတွင်းပြီးခဲ့တဲ့စက်တင်ဘာလနဲ့အခုနိုဝင်ဘာလအတွင်းဆိုင်ကယ်ပြောင်းမှုတွေမကြာခဏဖြစ်ပွားနေခဲ့ပြီးနိုဝင်ဘာလအတွင်းလူတက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တစ်တုံညာနှစ်ခုဆစ်စင်ရင်မှာဝင်မပါဘူးလို့ပြောထားတဲ့ဝါတက်ပွဲ UWS ရာစစ်ကောင်မရှင်လောက်ကမြို့နှမြို့ကိုတနက်တစ်ချက်မှမဖောက်ပဲအဲ့ဒီဆစ်စင်ရင်ဒုတိယပိုင်းအတွင်းရလိုက်ပါတယ်။ ဝါကိုပိုင်အောင်ချောခွင်ရတိုင်းနဲ့ကခိုပန်မြို့နယ်ပန်းလုံမြို့ကိုဝါပြည်တွေးစီမြို့ရေးပါတီ UWSB UWS အုပ်ချုပ်မှုအောင်လွှဲပြောင်းပေးတဲ့ခံနာကိုဇန်နဝါရီလ10ရက်ကဟိုပန်မြို့တော်ခံမာမှာပြုလုပ်ခဲ့ပါတယ်။နောက်ဆုံးပြပါသတင်းလေးနဲ့ထိုင်ဝမ်ထံတိုင်းလျင်ပစ္စည်းဒေါ်လာတန်း330ဘူရောင်းချပေးလိုက်တဲ့အမေရိကန်အကြောင်းပြပြရင်ဒီနေ့အတွက်ကျမရဲ့သတင်းတင်ဆက်မှုတွေကိုရပ်နားလိုက်ချင်ပါတယ်ရှင်။ တရုတ်နဲ့တင်းမာနေတဲ့ထိုင်ဝမ်ကိုဒေါ်လာတန်း330တမိုးရှိတဲ့တိုက်လျင်ပိုပစ္စည်းနဲ့ပြည်ပြင်ပစ္စည်းတွေရောင်းချဖို့အမေရိကန်အစိုးရကကနဝတ်အစ်စ်အနေနဲ့ခွင့်ပြုလိုက်တယ်လို့ပင်တဂွန်စစ်ဌာနချုပ်ကနိုဝင်ဘာ17ရက်ညပိုင်းမှာထုတ်ပြန်လိုက်ပါတယ်။ဒီခွင့်ပြုချက်ဟာသမ္မတဒေါ်နယ်ထရန့်ရှာရူးတက်လာတဲ့ဇန်နဝါရီလနောက်ပိုင်းပထမအုံဆုံးဖြစ်ပါတယ်။ အခုစစ်ပတ်ဆိုင်ရာပစ္စည်းဝင်ရောင်းချမှုမှာ F16 C130 နဲ့တခြားလေယာဉ်တွေအတွက်အပိုပစ္စည်းတွေပါဝင်ပြီးစစ်စင်ရင်အတင်အနေထားကိုထင်းထင်းထားနိုင်မှုအတွက်ထိုင်ဝမ်အပေါ်အနာဂတ်ချိန်ချောင်းမှုတွေကိုရင်ဆိုင်နိုင်စွမ်းတိုးတက်လာအောင်လှုံ့ဆော်ပေးပါလိမ့်မယ်လို့ပင်တဂွန်ကပြောပါတယ်။ဒါအပြင်ပင်တဂိုကအမေရိကန်အနေနဲ့တရုတ်အစိုးရနဲ့တရားဝင်တန်တမာဆက်ဆံရေးရှိနေတယ်လို့ထိုင်ဝမ်နဲ့တရားဝင်ဆက်ဆံရေးကိုလည်းထိန်းသိမ်းထားတယ်လို့ဆိုပါတယ် တခါအမေရိကန်ကထိုင်ဝမ်ကိုလက်နက်အဓိကရောင်းချပေးတဲ့နိုင်ငံလည်းဖြစ်ပြီးအမေရိကန်ကဥပဒေအရထိုင်ဝမ်ကိုကိုယ့်ကိုယ်ကိုကာကွယ်နိုင်တဲ့နည်းလမ်းတွေပေးဖို့တာဝန်ရှိပါတယ်လို့ဆိုထားပါတယ် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးကတော့ဒီရောင်းဝယ်ဟာတလအတွင်းအသက်ဝင်လာဖို့မျှော်လင့်ထားတယ်လို့ထုတ်ပြန်ပြောကြားပါတယ်။အမေရိကန်ကထိုင်ဝမ်ကိုလုံလောက်တဲ့ကုကူကိုကာကွယ်နိုင်စွမ်းနဲ့ထိမ့်သိမ်းထားနိုင်မှုဆက်လက်ကူညီပေးနေတဲ့အတွက်ဝန်ကြီးဌာနကကျေးဇူးတင်ကြောင်းဖော်ပြပါတယ်လို့လည်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကဆိုထားပါတယ်။ဒီပစ္စည်းတွေထောက်ပံ့ပေးတာကလေတပ်ရဲ့တိုက်ခိုက်ရေးအဆင့်အနေထားကိုထိမ့်သိမ်းမှုလေကြောင်းကာကွယ်ရေးကို မြင့်တင်မှုကာကွယ်ရေးစွမ်းရည်ကို ခိုင်မာစေဖို့နဲ့တရုတ်ရဲ့မိကိုရောင်စုံကျူးကျော်မှု တွေကိုထိုင်ဝမ်ကတုတ်ပြန်နိုင်စွမ်းကိုမြင့်တင်ပေးဖို့အတွက် ထောက်ကူဖြစ်စေမယ်လို့ဝန်ကြီးဌာနကပြောပါတယ်။တရုတ်စစ်တပ်ကထိုင်ဝမ်ကိုဖိအားပေးဖို့ရည်ရွယ်ပြီးတကယ့်တိုက်ခိုက်မှုအဆင့်တီမရောက်တဲ့မိခိုးရောင်စုံလှုပ်ရှားမှုတွေလို့ခေါ်တဲ့ထိုင်ဝမ်ပပတ်လေရေပြင်နဲ့ကောင်းကင်ယံမှာပုံမှန်စစ်ရေးမရှင်တွေလှုပ်ဆောင်နေပါတယ်။ MBA တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MBA တင်ဆက်မှုတွေကိုအဆုံးဖြတ်ကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြမပီတူပီသားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်ရေပြေစ 爸爸之心。